ကြုံမိတ်ဆွေများကံနှိမ့်နေချိန်မှာလရဲ့ဆွမ်းအားကိုယူပြီးတော့ကံညှစ်လိုက်ပါတေချာပေါင်းကံကောင်းမှုတွေရရှိလာမှာဖြစ်ပါတယ်ဒီနေ့ကစိတ်ခံစားမှုနဲ့စိတ်ချမ်းသာမှုကိုပေးဆံပါတယ်အလွန်ကောင်းမွန်သောမိခင်တယောက်ရဲ့မေတ္တာမျိုးကိုယ့်ပေါ်မှာချစ်ခင်လေးစားလာမှာဖြစ်ပါတယ်မိတ်ဆွေကံနှိမ့်တွေဆိုရင်ဒီနေ့တိုင်းကိုပြုလုပ်လိုက်ပါခင်ဗျာမိတ်ဆွေကကံညှက်နေတယ်မကောင်းတဲ့ကြုံတွေကိုလှမ်းမိုးထားပြီးဆိုရင်ဥမာဘာပဲလုံးလုံးအစင်မပြေခြင်းပြီးတော့စိုးရိမ်ပူပန်နေခြင်းပြီးတော့လူတွေကိုလည်း ဒါကြောက်ရွံ့နေခြင်းကိုယ့်ရဲ့စိတ်ကမတီးမငြိဖြစ်နေခြင်းပြန်တယောက်ထဲပဲနေခြင်းနဲ့ဘသူနဲ့မှလည်းစကားမပြောခြင်းဘူးအဒီလိုခိုက်တက်မျိုးတွေပြီးရင်အိမ်မက်ဆိုးတွေမကြာခဏတွေမှတ်နေခြင်းတခါလေကြာရင်ကိုကသွေးအားနဲ့လို့ခံစားနေရခြင်းပြီးတော့ရင်ရုပ်ပိုင်းဆိုင်ရာစိတ်ပိုင်းဆိုင်ရာဝေဒနာတွေခံစားနေရပြီးဆိုရင်ဒါဆိုရင်နှက်ခတ်ပေတင်ပညာရဆိုမိတ်ဆွေရဲ့ဂျူကတိုးတက်ဖို့လိုနေပါပြီမိတ်ဆွေရဲ့ကံတွေအားကောင်းလာဖို့ အရာရာအဆင်ပြေဖို့ဆိုရင်အခုကျွန်တော်ပြောမယ့်ဤသုံးချက်ကိုဖြစ်နိုင်ရင်အကုန်လုံးလုပ်ပြီးပါမလုပ်နိုင်တဲ့သူတွေနေတဲ့ကတော့ဖြစ်နိုင်ရင်တစ်ခုလောက်တော့ဖြစ်အောင်လုပ်ပေးပါလရဲ့စွမ်းအားကိုယူပြီးတော့ကံကောင်းမှုတွေကျွန်တော်ရယူမှာဖြစ်ပါတယ်ကဲဘယ်လိုယူကြမလဲဆိုတော့ကျွန်တော်တို့တူတူလက်ကြည့်ကြမယ်ခင်ဗျာနံပါတ်၁တစ်ချက်နေနဲ့လရဲ့စွမ်းအားကိုဘယ်လိုယူမလဲအဖြူရောင်သို့မဟုတ်မွေရောင်ဝတ်စားများကိုလဆန်းရက်များမှာဖြားပြည့်တဲ့ကာလတွေမှာဝတ်ဆင်ပြီးတော့ကံရရမှာဖြစ်ပါတယ် အဖြူရောင်ဒီလာဤအယောင်လေးဖြစ်တယ်ပြီးတော့အဖြူရောင်ဒီရိုးရှင်းမှုကောင်းမှုမူတီလာနဲ့ဒါနဲ့နေတော့မမြင်နိုင်တဲ့ဝိညာဉ်တွေလည်းတော့ဆက်ဆက်နေတယ်ကိုစားပြုတဲ့အယောင်တစ်ခုဖြစ်ပါတယ်အဖြူတို့မဟုတ်ငွေရဝတ်စားများကိုတပတ်လုံးဝတ်ဆင်ပေးပြီးအထူးတစ်ဖြင့်ဟိုတင်းလာနေ့ကနေစပြီးတော့ဝတ်ဆင်ပါလာဤပေါ့နော်အထိမ့်မှန်ဖြစ်တဲ့ဒါတင်းလာနေ့ကိုစပြီးတော့အဖြူရောင်ဝတ်ဆင်ပြီးပါငွေရောင်လည်းပွင့်လို့ရပါတယ် အဲ့လိုဝတ်ဆင်ပေးခြင်းအပြင်အကျိုးကျေးဇူးတွေအများကြီးရရှိမှာဖြစ်ပါတယ်။နော်။လရဲ့စွမ်းအားတွေကိုဒါစုစည်းကဒါတင်းရဲ့စိတ်ကိုလည်းအေးချမ်းစေပါတယ်။ပြီးတော့တိုးတက်စေပါတယ်။ပြီးတော့ကံကောင်းမှုကိုလည်းရရှိစေပါတယ်။ဘာပဲလို့လို့အဆင်ပြေစေပါတယ်။အဲ့လိုဝတ်ဆင်ပြီးတာနဲ့နော်ဟိုလအရေးတွေကိုခံပြီးပါ။နောက်မှလတာတဲ့နေ့တွေဆိုရင်ပေါ့နော်။အခုလရဲ့အရေးတွေကိုခံပြီးနော်လရောင်လေးခံပြီးပါ။ ဒီလိုလှုပ်ချင်အားဖြင့်မိတ်ဆွေကံကောင်းမှုတွေရရှိလာမှာဖြစ်ပါလေအရရအစဉ်ပြေသွားမှာဖြစ်ပါတယ်။ဒါမိမိကမသိပဲဒါအနဲ့ရောင်သို့မဟုတ်အချားပေါင်မိုက်တော်ရောင်တွေကိုဝတ်ဆင်ခြင်းဒီဒါလာဤစွမ်းအင်အပေါ်ကိုစန့်ကျင်ဘက်အကျိုးတွေဒါရောက်ရှိလာဖြစ်တဲ့အကြောင်းမိတ်ဆွေကကံညံ့ခြင်းတွေဖြစ်မှာဖြစ်ပါတယ်။ဒါကြောင့်မို့လှဆန်ရက်တွေမှာအမဲရောင်ပြီးရင်ပေါင်မိုက်တော်ရောင်တွေကို ဝတ်ဆင်တစ်ပါဘူးအဲ့လိုဝတ်ဆင်မယ်ဆိုရင်မိတ်ဆွေကခံအမျက်လေးတွေပဲကိုချီကိုရောက်ရှိလာမှာဖြစ်ပါတယ်ဒါကြောင့်ဒီအချက်ကိုလည်းအထူးသတိပြုဖို့ရန်ရည်ကြီးပါတယ်ခင်ဗျာအဲလဆန်ရက်ဒီမှာနော်တောက်ပတဲ့အယောင်တွေလင်းလက်တဲ့အယောင်တွေ အဖြူယောင်တွေငွေယောင်တွေအဲ့လိုအယောင်တွေဝတ်ဆင်ခြင်းအပြင်ကံကောင်းမှုတွေရရှိမှာဖြစ်ပါတယ်အပြာရောင်ဒီလေကောင်းပါလေအပြာရောင်ကနေဖောက်ထင်းမြင်ရတော့အရှိတ်များကဒါတောက်ကြကြိုးကိုအမှန်တကယ်ကိုစားပြုပါတယ် ကံကားမှုလည်းရရှိစေပါれ။ဒါကြောင့်အပြာရောင်လည်းဝတ်ချင်နေဆိုရင်ဝတ်လို့ရပါလေ။လရောင်ခံဖို့တော့မမေ့ပါနဲ့နော်။နံပါတ်1ဒီလန်းကမိတ်ဆွေတို့လဆန်းရဲမှာလှိုက်ဆွမ်းအားကိုဘလို့ယူကြမှာ။ပလဲတို့မဟုတ်ဒါလကြောင်ဒါမှမဟုတ်ရင်ငွေရောင်နဲ့ပြုတ်လောက်ထားတော့လက်ဝတ်ရနာတွေပွင့်စင်ပေးရမှာဖြစ်ပါれ။ပလဲငွေရောင်လက်ဝတ်ရနာနဲ့လကြောင်တို့ဒီလနဲ့နှက်ဆိုင်စွာဆက်ဆက်နေတော့ဒါပစ္စည်းတွေဖြစ်ပါれ။ပလဲများကိုလအေးကြောက်မြက်ရနာဖြစ်လဲတတ်မှတ်ကြပါ။ လာကြောင်သည်လာ၏စွမ်းအင်များကိုခိုင်ခိုင်မာမာဆက်ဆက်နေပါသည်စိတ်ပြင်းလင်းမှုကိုမြင့်တင်ရန်စိတ်ပိုင်းဆိုင်ရာကြီးငြိမ်စေရန်နှင့်စီးပွားရေးများတိုးတက်စေရန်လည်းဒါအတုံးပြုကြပါသည်ငွေရောင်လက်ဝတ်ရတနာတဘာဝပလဲဒို့မဟုတ်ဒါလာကြောင်သုံးကိုဝတ်ဆင်ပါကမိမိပြောဆိုရများတွေအောင်မြင်နေခြင်းစီးပွားရေးတွေတိုးတက်ခြင်းဘာပဲလို့လို့ ကူညီတဲ့သူတွေပေါ်လာခြင်းတွေနဲ့ဒါပြည့်စုံမှာဖြစ်ပါတယ်။ကံကောင်းခြင်းနဲ့ချမ်းသာမှုကိုပေးရန်သွန်းဒါလက်ညှိုးတို့မဟုတ်လက်တကျယ်တွင်ငွေရောင်လက်စွပ်အပေါ်မှာပလဲတစ်လုံးလောက်တင်ထားပြီးတော့ဒီလိုလက်စွပ်ကိုဝတ်ဆင်ခြင်းအပြင်ကံကောင်းမှုတွေအများကြီးရရှိမှာဖြစ်ပါတယ်။ငွေဒီလာဤတက်တူလည်းဖြစ်ပါတယ်။ငွေနဲ့ပလဲလက်စုပ်မရှိပါကကံကောင်းစေရန်အတွက်ဒါငွေရောင်နဲ့ပြုတ်လုပ်ထားတော့လက်ဝတ်ရည်နာတစ်ခုခုကိုဝတ်ဆင်ပါ ပြီးသွားရင်တော့လရအောင်မှာခံပေးပါတတိယနီးကငွေရောင် တတုခွက်နဲ့ထည့်တာတော့ရေတို့မဟုတ်နွားနို့ကိုလရအောင်မှာတောက်ပြရမှာဖြစ်ပါတယ်ရေနဲ့နွားနို့ဒီလရဲ့အရေတွေဖြစ်ပါတယ်ဒါကြောင့်ဒီရေကိုတောက်ခြင်းဖြစ်လေကံကောင်းမှုတွေရရှိမှာဖြစ်ပါတယ်မိစေကအဓိကရေးကြည့်တာကငွေရောင်တတုခွက်ဖြစ်နေရမှာနော်တတုခွက်နော်ဒီလားတတုခွက်နဲ့ပဲတောက်တခြားခွက်တွေမရဘူးလတာတဲ့နေ့တွေမှာ နော်ဒီတတ်သူခွဲ့လှဆန်းရက်တွေဆိုရတယ်လှလဲဆန်းနေလှလဲတာနေဆိုရင်ပိုကောင်းတယ်အဲဒီလိုရက်တွေမှာနော်နွားနို့ဆိုရင်ပိုကောင်းတယ်ဟိလားနွားနို့အစင်မပြေဘူးဆိုရင်လေအဲတတ်သူခွဲ့ထဲမှာရစ်တခွက်တယ်ပြီးလှရအောင်မှာတောက်ချင်အဖြစ်လေလှရဲ့စွန့်အင်တွေရရှိပြီးတော့ကန်ကောင်းမှုတွေရရှိမှာဖြစ်ပါတယ်ဒီသုံးချက်ကိုမိတ်ဆွေတို့အစင်ပြေတယ်ဆိုရင် သုံးနည်းစလုံးလှုပ်ရင်ပိုပြီးတော့ကောင်းတယ်မပြေဘူးဆိုရင်တနည်းကိုလှုပ်ပါမိတ်ဆွေရဲ့အညံ့တွေအခိုက်တွေကိုကွယ်ပြောက်သွားပြီးတော့ကောင်းတဲ့ညာလေးတွေကိုစီကိုရောက်ရှိလာမှာဖြစ်ပါတယ် ်အခုကျွန်တော်ကအရှိကြီးပြောနေတယ်ဆိုတာကလည်းမိတ်ဆွေတို့ရဲ့သဘောပေါက်နားလည်ရအောင်လိုရင်းတူရှင်းပြောရင်တော့လွယ်တာပေါ့နော်လာရအောင်ပါဟုတ်လားပလဲသူမဟုတ်ငွေရောင်နဲ့ပတ်သက်တာလေးပို့လာရောင်ခံပြီးဒါဆိုရင်ပြီးွားပြီတခုနော်ဒုတိယတစ်ချက်နော်အဲ့ရင်ဖြီအောင်လေးတို့တစ်ဖက်တတိပို့လာဆန်းရက်ဒီမှာတတိယတစ်ချက်နွားတို့တော့အဆင်ပြေလိမ့်မယ်ဒီလိုပြောရင်လည်းရတာပဲအဲ့လောက်ထိပြောလိုက်မိတ်ဆွေတို့ကယုံကြည်မှလည်းမဟုတ်ဘူးသဘောပေါက်မှလည်းနားလည်မှလည်းမဟုတ်ဘူး ပြီးတော့ရင်တော့ကျွန်တော်တေးကြမစင်းပြရင်ဒါကဘာကိုဆိုလိုတာလေဒါကိုဒီလိုလုပ်ရင်ဘယ်လိုဆွမ်းအားလေးရမလဲဆိုတော့တိရအောင်ကျွန်တော်အသေးစိတ်လေးစင်းပြအတွက်ကြောင့်မို့ဗီဒီယိုကနည်းနည်းရှည်သွားတာဖြစ်တယ်ဒါကြောင့်မို့လဲကျွန်တော်အညွန့်ညွတ်တောင်းပန်ပါတယ်ဒီဗီဒီယိုမြင်တာနဲ့ like share follow နှိပ်ဖို့လည်းမမေ့ပါနဲ့ခင်ဗျာကိုလိုမျိုးပဲเนาะကံညက်နေတယ်အခိုက်တွေဂျုံတွေ့နေတဲ့လူတွေမြင်တွေ့တော့မယ်ဆိုရင်မိတ်ဆွေကျွန်တော်ကလည်းထပ်တူကုလို့ရမှာဖြစ်ပါတယ်။ဒါကြောင့်ဒီဗီဒီယိုမြင်တာနဲ့ like share follow နှိပ်ဖို့မမေ့ပါနဲ့ခင်ဗျာ။နောက်နေ့မှပြန်လည်ဆုံတွေ့ကြပါမယ်။ဆွေလန်းချမ်းမြေ့ကြပါစေခင်ဗျာ။